အားလုံးမင်္ဂလာပါရှင်အခုမေးထားတဲ့မေးခွန်းလေးကဂွာတီမာလာမှာတဲ့ခြံတို့ခုံတို့ဘော်ဒီသားတို့ထွက်လာဗျာတဲ့ကျမသိသလားကျမလေးလာထားသလားပြန်ဖြေပေးပါမယ်ရှင်အများလဲဟိုတည်တည်နဲ့ topic တခုလည်းဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်မ video file နဲ့ပဲဖြစ်ပေးလိုက်ပါတယ်ရှင်။ကျမတို့ဒီ Guatemala ကိုဘလို့တင်စားပြီးခေါ်ဝေါ်ကြလဲဆိုတော့ blue jay လို့ခေါ်ပါတယ် blue jay ဆိုတော့အပြာရောင်တန်းနဲ့ကြောက်စိမ့်လို့ခေါ်ပါတယ်များသောအားဖြင့် Guatemala ကိုကျမတို့ကအပြာရိပ်တန်းနေတဲ့ကြောက်တည်းအဖြစ်အများဆုံးတွေ့ရပါတယ်ဆိုတော့တခြားဘာတွေတွေ့ရသေးလဲဆိုတော့အရင်ဆုံးခုံတွေ့ရလားဆိုတော့ခုံကိုတဒုံလုံးခဲနေတာမျိုးမတွေ့ရပါဘူးရှင်တော့အစိမ်းမှာနည်းနည်းလေးအဲအဝါရည်တန်းနေတာမျိုး ဆိုတော့အပေါ်မှာနည်းနည်းလေးကာလာလေးဝင်သွားတာမျိုးဒီလိုလေးပဲအစိမ်းပေါ်မှာဝင်သွားတဲ့ဟာလေးတွေတွေ့ရတယ်ပြီးတော့အခုံမှာနည်းနည်းလေးကတ်နေတဲ့ အဲလောက်လေးတွေပဲကျွန်တော်တို့ကတွေ့ရပါတယ်ရှင်နောက်တစ်ခုကကျတော့ခြံတော့တွေ့ရတယ်ရှင်ခြံကျတော့သူကခြံပုတ် ရောင်မျိုးပေါ့နော်ခြံပုတ်ရောင်မျိုးအပြာဘက်ကိုနည်းနည်းတန်းနေအပြာနဲ့ခဲနဲ့အဲ့ဒီကြားလေးကိုနည်းနည်းတန်းတဲ့အရာမျိုးတွေတွေ့ရပါတယ်အဲ့ရနေမှာအပြာဘက်ကနေပြေးပြေးချင်းအဲခြံရောင်ကနေပြီးတော့အစိမ့်ဘက်ကိုအဲလိုက်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 လာတာမျိုးတွေကိုအဲတွေ့ရတယ်အဲနောက်တစ်ခုကကျတော့ body သားကတော့ကျွန်တော်တို့မတွေ့ရပါဘူးရှင် ည်းနည်းလေးအဖြူစင်တာမျိုးလေးတော့တွေ့ရတယ်ဒါပေမဲ့ तू ကဘယ်လိုလဲဆိုတော့လုံးဝဟိုဟိုဖြူရိုးပြီးတော့ရှင်းနေတာမျိုးမဟုတ်ဘူးဆိုတော့အရေးလေးတွေအဲခဲရောင်ခြံရိပ်လေးတွေအဲအဲ့လိုမျိုးပါနေတဲ့ဟာမျိုးလေးတော့တွေ့ရပါတယ်ရှင်ကျမထက်ပိုတိပြီးတော့မှထပ်ဖြည့်ဆက်ပြီးတော့ဖြည့်တဲ့ညီကောင်မများရှိခဲ့ရင်လည်း welcome ပါရှင်ကိုဖြိုးတဲ့ရဲ့မိကုံးကိုဖြည့်ပေးလိုက်ပါတယ်ရှင် ားလုံးကျေးဇူးတင်ပါတယ်ရှင်။